အားလုံးပဲမင်္ဂလာပါရှင်ကျမတို့အဖွဲ့ကတော့အပိုင်းတင်အပြောတင်ငန်းစာရဲ့နံပါတ်3ဘန်စကားပေါ်ပေါလာပုံများမှာလေးတင်ငန်းနံပါတ်2ကိုပြောဆိုဆွေးနွေးတော့မှာဖြစ်ပါရှင်ရှင်ကြည့်ရှုပေးပါဦးရှင် PVN လေး3မိကြည့်ပေးဖို့တောင်းဆိုပါရနော် အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ရဲ့အပတ်စဉ် knowledge sharing အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီတစ်ပတ်အစီအစဉ်မှာတော့ဘန်စကားကိုဘာသာစကားတွေမှာအသုံးပြုပြောဆိုခြင်းကကောင်းလားဒါမှမဟုတ်မကောင်းဘူးလားဆိုတာကိုဆွေးနွေးပြောဆိုဖို့အတွက်ခိုင်ကြကိုဖိတ်ခေါ်ထားပါရရှင်ညီမရေမင်္ဂလာပါကိုကိုကိုမိတ်ဆက်ပေးပါဦးဟုတ်ကဲ့မင်္ဂလာပါရှင်ညီမတော့အင်းချင်းဖြစ်ပါဟုတ်ပါပြီညီမကြီးဘန်းစကားဆိုတာပါလေကိုရှင်းပြပေးပါဦးရှင် ဟုတ်ကဲ့ပါဆရာဆောင်ဖြူကတော့ဘန်းစကားကိုမြန်မာပြည်ထံမှာအရှင်းရှင်းနားလည်အောင်ပြောဆိုသုံးလို့ရမှာအသုံးချေပြန်လာတဲ့ပေါ်ပင်စကားလို့ပြောဆိုထားပါတယ်။နောက်ပြီးတော့ဘန်းစကားပေါ်ပေါက်လာပုံကိုဘာသာဗိဒပညာရှင်ဆရာဦးတင်လာကဘန်းစကားကမူလလူတစုကနောက်ပြောင်ပြောဆိုရင်းထွင်လိုက်တဲ့စကားဖြစ်တဲ့နောက်ပြီးတော့အဲ့ဒီလူတစုကအတိုင်းဝိုင်းတွင်းခစ်စာသွားပြီးတော့တချို့ကသူ့ကိုပြောဆိုလာကြတယ်။အချိန်ကာလအတန်ကြာရတဲ့အခါမှာအဲ့စကားလုံးကိုအများလက်ခံဆောင်ဆဲလာကြတယ်။ ဒါပေမဲ့တချို့ကတော့လက်ခံတောင်းဆခြင်းမရှိဘဲပြက်ပြက်သွားတာလည်းရှိရလို့ပြောထားပါတယ်။စာပေသုံးမဟုတ်ပဲနဲ့အရက်စကားတွေကိုလူများကနားလေ။ဒါပေမဲ့လည်းဗန်းစကားတွေကိုကြတော့လူတိုင်းနားလေပုံအတွက်ခက်ခဲလာပါတယ်။ဥပမာဆိုရင်ဥတတ်တုံလို့ကာလနဂါလို့လို့ပေါ့။ဒါပေမဲ့လည်းဗန်းစကားတွေကအရက်စကားနဲ့ပေါက်ပါကြည့်ထွားလာတယ်လို့လည်းဆိုရပါမယ်။အကယ်၍ဗန်းစကားတစ်လုံးကအသုံးတင်ကြလာပြီးစာပေသုံးဟောဟာတာတစ်ခုဖြစ်သွားမှဆိုရင်တော့ဗန်းစကားလို့မခေါ်နိုင်တော့ပါဘူး။ ဘန်စကားဆိုတာကဘယ်ဘာသာစကားမျိုးဆိုရှိစနေပဲဖြစ်ပါတယ်။နောက်ပြီးတော့ဘန်စကားတွေကအချင်းကြီးတော့မဟုတ်ကြပါဘူး။လူမျိုးတွေရဲ့ယဉ်ကျေးမှုတွေ၊နောက်ခံတွေ၊ဇယိုက်အတွင်းမျိုးတွေ၊စကားပြေအသက်တွေ၊ဥပမာတွေ၊ဥပစာသုံးဆက်ပုံတွေကိုလည်းဖော်ပြလက်ရှိပါတယ်ဟူပြီးဘန်စကားကိုဖြစ်ထားလို့လည်းမဖြစ်အလုံးဂျုံသုံးလို့လည်းမဖြစ်စတဲ့သဘောရှိရလို့ဆရာလာသမိန်ရဲ့မြမဘန်စကားအတိတ်ပဲနဲ့တုံးစားအောင်မပြောထားပါနဲ့။ အဲ့ဒီတော့ညီမကြီးဘန်းစကားကဘာသာစကားတွေမှာအတုံပြုခြင်းက ကောင်းလားမကောင်းဘူးလားဆိုတာကိုညီမရဲ့အမိလေးကိုပြောပြပေးပါဦးရှင်။အာဟုတ်ကဲ့ပါညီမကတော့ဘန်းစကားတွေကဘာသာစကားတွေမှာအတုံပြုပြောဆိုခြင်းကကောင်းတယ်လို့ညီမလေး။ဘန်းစကားတွေတုံးတဲ့အခါမှာလူငယ်တွေကြမှာခင်မမှုတွေပိုရစေပြီးတော့လည်းရင်းနှီးမှုတွေလည်းပိုရစေပါတယ်။ဥပမာပြောမယ်ဆိုရင်တော့ညီမတို့လည်းကိုမိပါဦးအသိစေခြင်းတဲ့စကားတွေနဲ့ ်အညာချင်းနဲ့ချင်းချင်းမိဘတွေရှိမှာဗန်းစကားတွေတုံးပြောကြတာပေါ့ဟုတ်တယ်ဟုတ်တယ်အမရောပဲအမအမေရှိမှာတငယ်ချင်းနဲ့စကားပြောတဲ့အခါမှာဆိုရင်အမေနားလဲလွယ်တဲ့စကားနဲ့တိတ်ပြောလို့မရှိဘူးအမေနားလဲမလွယ်တဲ့ဗန်းစကားတွေနဲ့တုံးပြီးပြောလို့ရှိတယ်ဟုတ်တယ်ပေါ့ဗန်းစကားတွေဟိုတာအခုက27ရာစုမှာပဲခေတ်စားပြီးပြောဆိုနေကြတာတော့လည်းမဟုတ်ပါဘူး။ဟုတ်ရင်1900ကျော်ခုနှစ်တည်းကဗန်းစကားကိုအသုံးပြုနေခဲ့ကြောင်းလည်းသိရှိနိုင်ပါတယ်။ အတိအကျပြောမယ်ဆိုရင်1929ခုနှစ်ဇွန်လ18ရက်နေ့ထုံတူလီရတည်င်းစာထဲမှာဆရာတိတ်ပံမဝါကဘောဘောခါစာစကားလေးများပေါင်းစင်တဲ့စာပေါင်းတပ်ပုတ်ထဲမှာလည်းဂျပူးဆိုတဲ့ပြန်စကားကိုရေးခဲ့ပြီးအထောက်အထားရှိနေပါတယ်။နောက်ပြီးတော့ခလေးကိုခေးလို့ခေါ်တဲ့ပြန်စကားကို1960ကျော်ခလေးကမြို့တော်တန်းအောင်မြို့ပြဆန်ထမ်းမှာတွင်နေကြကြတုံးဆွဲခဲ့တာကိုလည်းသိရှိနိုင်ပါတယ်။ဒါရီအပြင်လော့ဘန်တယ်ဆိုရဲအင်္ဂလိပ်ကဗျာကိုဆရာကြီးမင်းတူဝန်ကဗလာပြန်တဲ့ကဗျာထဲမှာလဲ ရှင်းတော်တတ်သာမိတေချာဘူညာညစာကျွေးလိုက်တယ်မြုပ်ပြုတ်ဖွဲ့တာမိချစ်တာဘူညာညစာကျွေးလိုက်တယ်လို့ပြန်ဆိုထားတာကျောင်းဘုသူများကိုအတုံးချုပ်ပြီးတုံးတယ်ဘူညာအတုံးဟာလည်းအတိတ်ကာလကလေးပါရှိခဲ့ကြောင်းသိရပါတယ်အခုပြောတော့တာလေးကကြတော့မြန်မာနိုင်ငံမှာရှိတဲ့ဆရာကြီးတွေရဲ့အထောက်အထားတွေပဲဖြစ်ပါတယ်ဒီလိုမြန်မာနိုင်ငံမှာဒီမဟုတ်ပဲအမေရိကန်ကပြဆရာ World Women က1800ခုနှစ်မှာဆိုလို့ရှိရင်တော့ ဝန်စကားကစိတ်ကူးစိတ်တန်တွေဒီထင်ပန်းသိနိုင်မှုတွေဟာတာတွေနဲ့ပြည့်နှက်နေရလို့လည်းဆိုခဲ့ပါတယ်။ဒီလိုထောက်ထားတွေကိုကြည့်ချင်းအားဖြင့်ဘာသာစကားတွေမှာဝန်စကားကို ပြောဆိုခြင်းကကောင်းတယ်လို့ကျွန်မအနေနဲ့ပြောဆိုခြင်းပါတယ်။ဟုတ်ကဲ့ပါညီမလေးရေအခုလိုလာပြီးဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။တန်ဆေးလုံးပေးဆိုတဲ့စကားအတန်းဘိုင်းစကားတွေကိုကို့အသွေးနဲ့ကိုဆင်ဆင်ချင်ချင်း တော်တက်ကြဖို့အကြံပေးရင်ကျမတို့ရဲ့ knowledge sharing channel ကိုဒီမှာပဲအဆုံးသတ်ပြချင်ရှင်အော်ဟုတ်ကဲ့ပါဒါလေးကတော့ကျမတို့ပြောသွားတဲ့စကားတွေနဲ့အထောက်အထားတွေရကိုခါချက်တွေပဲဖြစ်ပါလိမ့်ရှင်။နောက်ထပ်မေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။